မြက်ကြားခိုင်မာလို့သာတက်စာမပြတ်ရင် အခွင့်လန်းဆိုတာပေါ်လာနိုင်နေဆိုတာကြောက်ရုံနဲ့အားလုံးပဲမင်္ဂလာပါ Channel လေးမှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့ဖတ်ပြပြီးမှတော့ဇာရင်းစရာကြီးနေရင်းသားဆော့ချီရဲ့လက်ရာကောင်းတစ်ပုဒ်ဖြစ်တယ်သူ့ပေစင်းနဲ့သူ့အပွင့်ဝိထုတိုလေးပဲဖြစ်ပါတယ်ခန်းစားနာစင်ပေးပါအောင်ရှင် ချင်းနေတည်င်းချိုလာပြင်းနေအိမ်မှာသားသမီး၃ယောက်နဲ့သူတို့ရဲ့ဇနီးခင်မိုးတွေသားသမီးတွေအစုံလင်ရောက်နေကြတယ်ပင်စင်စားနေရပြီဖြစ်တဲ့ဖိုးဖိုးနဲ့ဖွားဖွားကျောက်တို့လင်မယားကိုကြတော့ကြမလို့ပါ သားအကြီးကမွေးတဲ့ညီကြီးကိုထွေတယောက်သာကြံ့နေလေရဲ့စုံသိမ့်ပွဲမြတဲ့ပိလှဲ့ဟာ၌ပါသွားလို့တဲ့ကောင်းပေါ်ကျောက်ဇနီး အဖွာကြီးကတော့သားသမီးနှစ်ယောက်ချွေမတယောက်နဲ့အတူအားလုံးစားဖို့နန်းချီတူလုံနေလေရဲ့သူ့မိမတွေကဝိုင်းကိုရင်ချေချုံနေကြလို့အော်ထုတ်လိုက်ကြ ထွက်ပြေးကြပြန်ရှုပ်လိုက်ကြအော်လိုက်ကြနဲ့ပြောချင်အားကြီးသားကြီးနဲ့သမန်းနှစ်ယောက်ကတော့အေကန်းမှာထိုင်ပြီးသူ့အလုံးချောင်းကို့အလုံးချောင်းဟိုအချောင်းဒီအချောင်းတောင်းမြောင်းပြောနေလိုက်ကြတာညီအကိုရီလိုခင်ခင်မင်းမင်း မုံမြင်ရတာရင်အေးစရာကျုပ်ကတော့ဒီရက်ကြီးမှာမြည်တွေချမ်းရမီးအိမ်ကန်းအလေးမှာစမ်းပြင်းမှာခြံရတာတိတ်ပြောတာပဲသူတို့ပြောတာနားထောင်ပြီးကိုကရေလိမ်ကိုပြောတာနားထောင်ပြီးသူတို့ကရေလိမ်နဲ့ကျုပ်တို့ဝိုင်းကရည်တန်းတွေတိတ်ညံရင်အဖွားကြီးကမျက်စောင်းထိုးတယ်အဖိုးကြီးမြည်တွေချမှာတငယ်ပြန်နေပြီပေါ့ကျုပ်မြင်တာပဲမကြတကြပြောတာလဲ ကြားတာပဲကျုံနေရာမှာရွေးထားတာကနောက်ဘက်ကချုပ်ပြုတ်တဲ့လူတွေကိုလည်းမြင်ရရင်နေရအေကန်ကတားနေသမတ်တီကိုလည်းမြင်ရရင်နေရအော်နားထောင်စမ်းကျုပ်ကပြောလိုက်လို့ဆူညံနေတဲ့မြည်တွေငြိမ်သွားတယ်လေယံမှာလွင့်ပြန်လာတဲ့အော်ကင်သံကျေးတန်ငတ်တန်တော့ပြောပြောရှာအော်အော်တန်တွေကျင်း ကြည်မီဖေဝိဆာတေကြလေကွကိုထွေးတို့လာပြီကျုပ်စကားဆုံးတာနဲ့ခလေးအလုံးထိုင်ရန်ကချပြီးဆွဆူညံညံဖြစ်ကြကုန်တယ်ကိုကိုကြီးလို့လာပြီဟေ့ကိုထွေးတို့စွန်းသိမ့်ဖွဲ့လာပြီဟေ့သွားကြည့်ကြမယ်လာကြဟေ့ခုံကြပေါက်ကြခေါ်ကြအော်ကြနဲ့ခြံရှိကလမ်းမကြီးစီကိုပြေးထွက်သွားကြတယ်ဘဘွားရေဘဘွားလာတော့လေ ညီကြီးကိုချွေးတို့အဖွဲတို့အားပေးရအောင်။ကျုပ်ကအဖွာကြီးကိုမြေတွေခေါ်သလိုခေါ်လိုက်ခြင်း။လာမေလာမေဖို့ဖို့ရေ။ဟဲ့သမီးတို့လည်းလာကြလေ။အုတ်တင်နာရဲ့အုတ်ထားခဲ့လာကြ။ဟဲ့တတိပွဲနဲ့ဆွမ်းဆံပွဲယူခဲ့ကြအောင်။တော်ကြတော်ကြမိမိတို့နဲ့တွားနေကြမမတို့လည်းလိုက်တော့စက်တုံကျော်အိုးချလင်ပြီးနှင်းလိုက်ခင်မယ် အကျူနေသမီးငယ်ကစီချုပ်အိုးနဲ့ခနာချန်ရစ်သည်အေကန်ကသားကြီးနဲ့တမန်နှစ်ယောက်လည်းချလာကြပြီလာ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 မိမိသားတွေ့မယ်သားကြီးကကအုတ်ခုံလေးရဆင်းနေသည့်သူ့အမိကိုလှန်လှန်လိုက်သည် နေပါသားရင်ရပါတယ်မိမိကတွဲဖို့မလိုပါဘူးမင်းပေပေအဖိုးကြီးကိုသားတွားတွဲဟာဟာဟာစုပ်တော့ကမြည်းတွေနဲ့တောင်ပြိုင်ပြေးနိုင်တာပေါ့ဗျာ မင်းကိုစောင့်နေရလို့ပါ။ကျုပ်တို့နေရာကိုကြည့်ပြီးလူငယ်တွေရင်နေကြသည်။ရှန်ရှိကလမ်းပေါ်ရောက်တော့ကျုပ်ကိုနှစ်ယောက်ကပောက်ခွားပြီးတာသမီသုံးယောက်ကပြန်ပေါ်လိုက်တဲ့မြည်တယ်။ချပောင်းတဆူတဲ့ဆိုတော့အားရစရာဖဖို့ချီပါဖဖို့ချီပါမြည်ငယ်ဆုံးနှစ်ယောက်ကသူတို့အဖေတွေအမေတွေရှိလျက်နဲ့ကျုပ်တို့အဖိုးကြီးအဖွားကြီးကို အချီခိုင်းနေကြလို့ တယောက်စီကောက်ချီလဲရတယ်။စွန်သိန်းအဖွဲရောက်လာကြပြီ။ရှေဆောင်ကခရိုသိမ်းမဟုတ်သူကျေးစီတီးသူများနောက်မှအစင်အချိုင်းချီကိုင်းဂျိုင်းကိုင်းတိုင်းကိုင်းသူများမှန်စီရွှေချောင်းစွန်တော်ကြီးအုပ်ချမ်းသူများအားလုံးဝင်းဖြူစင်ကျဲဝစ်လျက်တတိစုံများကိုစွန်တော်ကြီးအုံမလောင်းလိုကြတော့မြေအကြီးမများက ပါဝင်နေကြပြန်နေ။ ဖျားတင်ထားတဲ့ကားပေါ်မှာ အလူကံဖလာမြတ်တပိတ်တင်ထားတဲ့ကားဟာအလူကံဖလာမြတ်မှာအာလုံးအလုံးဝင်ထဲ့ကြတယ်။ကျုပ်က အသင့်ဆောင်ထားတဲ့ငါးချက်တန်းအသက်ကလေးကြီးဝအဘွားကြီးကလည်းသူ့အိမ်ထဲမှာအသင့်ထထားတဲ့ချက်တန်းအသက်ကလေးငါးရွက်မြည်တွေကလည်းတမန်ငါမူစေပြားသူတို့တက်နိုင်သမျှမုတ်ဖုံးငွေလေးတွေလှူကြတယ်။မြတ်တပိတ်တင်ထားတဲ့ကားနောက်မှာ ပန်းစင်းများကင်ချားတဲ့မိန်းကလေးများယောဂီလုံးကြီးယောဂီတပတ်လေးကလေးများနဲ့အိမ်ကြီးရှိပါလှပါနောက်ဆုံးမှမှ ကိုထွေးတို့တီဝိုင်းအဖွဲတီဝိုင်းတန်ကြားရနဲ့ကလေးတွေအူမြူးနေကြပြီတင်းတပြန်ပြန်နေရတဲ့ငယ်ကြိုင်စွာလှိုင်းစွာကော်ဖီပင်မင်းအင်ဂျင်ရွှေဝါရင်းမှခကြကြိုင်လိုက်မြိုင်လုံးရဲ့အော်ရင်သာကကြည်လင်သည် ตายาเรจ้ายาตุกงมิวเซเดขอโดไลโดตะเมียเนปองไลจอมัยมัยซายซายชีลาเรခလေးတွေတောင်မကကျုပ်တို့ အဖိုးကြီးအဖွာကြီးတွေနဲ့မျက်နာတွေပါရွှင်လို့လန်းလို့ကျုပ်ကိုယ်တိုင်းရင်းကြီးစီကိုထွေးအရွယ်တုန်းကအဖိနဲ့စွန်းတော်ကြီးခန်းတိုင်းမှာဒိုးဒီတို့အဖြစ်ပါဝင်ခဲ့တယ်။စွန်းသိမ့်ပွဲနဲ့ညာတပိတ်လက်ရာနိုင် မြန်ချသချင်းကိုမေဒလင်တီးခဲ့ရတယ်။မိကြီးကိုထွေးအခုအော်ဂင်နဲ့တီးနေတဲ့မြန်ချသချင်းဟာကျုပ်ကိုတိုင်သိမိထားတာပေါ့။ဖဖဖဖဟေးဖဖဖဖဟေးငါမီးကိုထွေးကအဖိုးနဲ့အဖွားကိုအရင်နှုတ်ဆက်ပြီးမှသူ့ဖေဖေမေမေနဲ့ညီညီမတွေနှုတ်ဆက်နေတယ်။မိတွေအကုန်လုံးကလည်းသူတို့အကိုကြီးကို အော်ဟေးနှုတ်ဆက်နေလိုက်ကြတာဆိုလို့ညံတော့ညီရဲ့ ဂျိနာမှာတဘောလောက်ကြည့်ပါအောင်ကွယ်မင်းတို့ညီလေးသမရွေနားချောင်ရအောင်ကျုပ်ဇနီးကတောင်းဆိုလိုက်တယ်ဟာအဖွားကြီးကကိုနားထောင်ချင်တာများကျုပ်စကားကြောင့်ဒီဝိုင်းသားအဖွဲတွေအားလုံးရေးချတယ်။ကိုထွေးကသူ့အဖွဲသားများကိုမျက်နှာအမြူရနဲ့ပြလိုက်ပြီးမြိုင်ချသချင်းကိုပဲအော်ဂင်နဲ့တီးလိုက်ကြတယ်။မြိုင်ဟူဝမြိုင်ဟူဝမြိုင်ဟူဝရေတကုံစိတ်ဆန်း လွမ်းဖယ်ပြောင်းမွေရနဲ့ခြုံလာပါအစိုးသမီးကထက်ချက်ပါသွားတယ်မိန်းသားနဲ့မိန်းသမီးကလည်းအချိုးကြကြကာနေပြီဩအဖိုးတော်ကမေတလေးနဲ့ကြီးခဲ့တဲ့တခြင်းကိုမိကအော်ငယ်နဲ့ကြီးနေပြီခေကိုလိုက်ပြီးဒုရီယာပြောင်းတာအကြောင်းမဟုတ်ဝါရင်းကာလမှာဗုဒ္ဓဘာသာမြမရိုးရအတိုင်းစွန်းတော်ကြီးခံအစင်လာလေးမပြတ်ဖို့ကအရေးကြီးတယ်ပင်ဂျိုနဲ့တီတီ နဲ့နဲ့မုံမုံအော်ကင်းနဲ့လာလာစောလောင်ကြီးအဖွဲတွေလာနေရင်ကျုပ်သဘောကျတယ်။ရနန်းချုံစွာငဲလေးတတောင်ဟိုမှာချက်ခွင်လုံးမှာဂျာဝင်နေတဲ့ဘွေချက်ခွင်မှာမောင်လှပြင်းနေုံနဲ့မော်ကိုထွေးလို့အဖွဲပျော်နေကြပြီကိုဆိုပုံကပုံမြို့ချောင်းကပေါ်ပြနေတယ်။ကျုပ်တို့မျိုးကစေနာနေနေပြင်ချောင်းအိမ်ကြီးရဲ့ရှေ့မြို့ခဲကြွားခဲပူတာကိုပြန်ပြီး မြင်ရောင်လာမိတယ်။စတောင်ကြီးဖဖနဲ့မိမချော်လေးတယောက်ရဲ့မျက်နှာနုနုလေး။ဝါရင်းသုံးလလုံးအဖိတ်နေတိုင်းစုံခဲရလို့မျက်လုံးချင်းကြီးနိနေပြီလေ။သူ့အဖေကလေဝန်ချင်းကျုပ်တို့မြို့ကိုပြောင်းလာတာချင်းနှစ်ထောင်မပြည့်သေးပါဘူးဗျာ။ကျုပ်တို့စွန်ကြီးခံအဖွဲသူတို့အင်ရှင်ရောက်တိုင်းလေဝင်ကတော်နဲ့သူ့သမီးလေးကတည်တည်စုံတပွဲနဲ့ဝင်ငေါမှုလောင်းလို့စမြင်။တိတ်လာပြီးတိတ်အေးချမ်းနဲ့မျက်နာလေး အသားကလေးကလည်းဖြူဖွေးလို့သူ့ကိုမြင်ရတိုင်းကျုံရင်တွေခုန်နေအရင်ကဘယ်မင်းကလေးနဲ့မှမဖြစ်ဘူးတဲ့ဝေဒနာတစ်မျိုးဟာသူ့ချောက်ရလာတယ်သူတို့သားမီးကဆွမ်းလာမိရင်ကျုံတို့တီဝိုင်းကိုခဏခဏကြည့်တယ်အဲ့ဒီအခါကျရင်ဂျိုးဘတ်တီးတဲ့ကျုံလက်တန်းတွေကပုံမြင်ပြီး ပုံမျိုးကြွလာတယ်နောက်တော့ကျုံအဖွဲသားတွေကတိလာတယ်ဒီအိမ်ရှိရောင်ရင်ဒီကောင်လက်တန်းတွေပြောင်းချုံးမယ်ပေါ့ သိပါစေကြုံမချက်ပါ့။မိန်းကလေးနဲ့ညလုံးချင်းမဆုံရသေးရပဲခတ်နေအား။သူကကိုယ့်အောင်ကတဲ့မိန်းမချာမြသားငုံမဲ့ချိန်ပြီးသဘောကျနေလေ။အတီးသမားကျုပ်တို့ယောက်ျားလေးတွေဘက်ကိုတချမ်းမှနှိမ်မကြည့်ဘူး။ကျုံမအကြံရချက်လိုက်တာလေ။ဒီချိန်မှာတော့ကျုပ်အကြံရတယ်။အဲ့ဒီအိမ်ရှင်မတီးလို့ကားလို့ပြီးတော့ကျုပ်ကိုမှလည်းရွှေးတွေချွဲလို့ကျွန်တော်ကိုရေတစ်ခွက်လောက်ပေးပါခင်ဗျာ။ လေဝံကတော်ကြီးကိုအေးအေးဆုံးချောင်းလိုက်တယ်။ရပါတယ်ကွယ်။တမီးလေးရေတစ်ခွက်လောက်ခပ်ပေးလိုက်ပါတယ်။ကြောင်မြောင်းလင်းတဲ့အတိုင်းပဲ။စတောက်ကလေးကကြိုးကိုတစ်ချက်ကြည့်ပြီးရေတစ်ခွက်သွားခတ်တယ်။ရေပေးတော့မျိုးလုံးချင်းတစ်ခါဆုံးနေ။ရေတောက်ပြီးခွက်ပြန်ပြီးတော့ကျေးဇူးတင်ပါတယ်ခမားလို့ပြောရင်မျိုးလုံးချင်းတစ်ခါဆုံးနေ။ပြောလိုက်တာ။အဲ့ဒီညကကောင်းကောင်းတော့အဲ့လိုမပြောဘူး။မျက်စိပိတ်တည်ဖြစ်စေဖွင့်နေဖြစ်စေ။ သူ့မျက်လုံးလှလှလေးတွေကိုမြင်နေရတယ်။တငယ်ကျွေးနေကတော့ကြော်များဆိုတဲ့ကောင်းကျန်ကြီးပဲကွာလို့ပြောတယ်။ပြောပါစေကျေနပ်တယ်။ကျင်းထဲကဆန်လာတာဖြစ်ရင်အကြံဉာဏ်ဆိုတာထွက်လာစမြဲမဟုတ်လား။ခြေလုံးနဲ့တော့အဖိတ်ကျွေးမှစွန်ကြီးခံသွားတိုင်းအဲ့ဒီအိမ်ရှိရဝင်အဲ့ဒီစတောက်ကလေးနဲ့မျက်လုံးချင်းဆုံရတာတွေများလာတယ်။သူကလည်းချုပ်ကို သူရေပေးရဘူးသူအဖြစ်နဲ့တည်နေပြီလေ။ ကျောက်ကအင်းကလေးကဝါချင်းကလာမှာအဖိနေတိုင်းစွန်ကြီးခံလိုက်ရတာကိုသိပြောတယ်သူခုဆိုတော့ပို့ပြောတာပေါ့စတောက်ကလေးနဲ့မျက်နှာလုံးချင်းဆုံမှုမျောလင်းချက်ကလေးနဲ့မျက်လုံးချင်းတစ်ခါဆုံရင်တိုင်းခုံလေးရရင်တပတ်စာဖူလုံသွားတာပဲစတောက်ကလေးနဲ့ကျုံနဲ့တက်ရတဲ့ကျောင်းတူပါတယ်စတို့မြို့မှာအထက်တန်းကျောင်းကလည်းတကျောင်းနဲ့ရှိတာဟုတ်ဒါပေမဲ့အတန်းချင်းတော့မတူသူကကိုရန်ကျောက်ကဆယ် ပြီးတော့သူ့မိဘတွေကအစည်းကမ်းကြည့်ရင်ကျောင်းတက်ခန်းဒီမှာကားနဲ့လာဖို့တယ်။ကျောင်းစင်တာနဲ့ကားနဲ့လာခေါ်တယ်။ကျောင်းမှာမျိုးလုံးချင်းဆုံးဖို့မပြောနဲ့။ညီလေးရလုံးနေအနိုင်နိုင်။ဒီလုံးနဲ့ဝါဒင်းကင်းလို့တဲ့သတင်းချိုလာပြင်းနေရောက်လာတယ်။အိနေကဥဆောင်တဲ့လူတွေကောင်းလို့စွန်သိမ့်ပွဲကိုခါတိုင်းချက်ပိုးပြီးစီစီကားကားဂျင်းမဖြစ်တယ်။စွန်သိမ့်ပွဲမှာချုပ်ကချိုးပတ်မတီးရဘူး။မေဒလင်တီးရတယ်။ ကျောက်တော်အဖွဲကကားကြီးတစည်းပေါ်မှာတင်လို့ကားကြီးကိုလည်းအပေါ်ကပြင်တွေခင်းထားတော့ဇက်ခုံလုံးပဲหนีလို့ကော်စောတွေပါရင်နဲ့အစအနာကျောက်မတေကင်ကလည်းထွင်းအုံမကောင်းလိုက်တာစောင်းတန်းလို့တာရတယ်ကျောက်အဖေကဈေးထဲမှာပွဲယုံထောင်ထားတဲ့ပွဲစားတက်နိုင်ငယ်ကျောက်လိုချင်တဲ့ဆိုလို့အော်လာမှပေးတဲ့မန်ဒလင်တရားရဲ့တချင်းကမြိုင်းချမြို့လိုကြွလို့ ဆိုတာကလည်းကိုအောင်မြိုင်နဲ့မတ်ခင်ဝင်အတန်ကောင်းအဆိုတော်တွေကျုပ်တို့အဖွဲ့လေဝန်အင်ရှိရောက်တော့ကျုံမျောလေးတဲ့အတိုင်းဝေကောင်းစားလာဝေပြီးထွက်ကြည့်နေတဲ့ဇတ်တောက်ကလေးအဲ့ဒီနေ့ကခါတိုင်းချက်ပိုလာတယ်ကျုပ်ကလည်းဂျိုးဘတ်သမားကမေဒလင်တီးတာမြင်ရတော့သူအံ့ဩသွားပုံရတယ်ကျုပ်လက်တွေကလည်းထုံစံတိုင်းပါပဲဗျာအဲ့ဒီအင်ရှိရောက်မှပိုသက်ပြီးပုံမျိုးနေတယ် ကျောက်ကမြူတော့အစိုးအကရီလေးမြူကုန်တာပေါ့အဲ့ဒီတော့ပေးတကကျောက်တို့ကထွက်မဲလို့တိုင်းဂျပုတ်လောက်ကြည့်ပါဦးဂျပုတ်လောက် ကပါအောင်နဲ့တောင်းဆိုကြတယ်ကောင်းတာပေါ့ဗျာကျောက်ကတော့ဂျီနီယာမှာကြာလေးခြိုက်ပြီစတောက်ကလေးနဲ့လည်းမျက်လုံးချင်းခဏခဏဆုံနေကြပြီသူ့မျက်လုံးတွေကြည်လို့ကြည်လို့ကျုပ်တည်တယ်ကျုပ်မျက်လုံးတွေကို သူနားလည်နေပြီဆိုတဲ့အခြားသူ့မျက်လုံးတွေကိုလည်းကျုပ်ကိုအတိမတ် ပြုတ်နေကြပါပြီဆိုတဲ့အကြောင်းသူ့နာမည်လေးကမခင်အေးတဲ့အဲ့ဒီနေကကျုံနေနေလွန်သွားတယ်။ကျုံမျက်လုံးတွေကမခင်အေးစီမှာပဲအယောက်များပြီးတစုံတရာကိုမျက်စိနှာအောင်အနှောင့်ယှက်ပြုတ်သလိုဖြစ်သွားတယ်။နောက်တနေ့ခြားတော့စေးတောက်ကခေါင်းဆွဲဆိုင်မှာတကီနဲ့ဆုံမီတကီဆိုတာကစတောင်းကလေးရဲ့မခင်အေးအကိုကျုံနဲ့ရွယ်သူသူလည်းဆယ်တမ်းပဲဒါပေမဲ့ ကျောက်တို့မျိုးကအကြောင်းမှမနေဘူး။မန္တလေးမျိုးကဗိုလ်ကျောင်းမှနေတယ်။ဘောင်းမီတို့၊ဘောင်းမီရှိအမျိုးမျိုးဝတ်ပေမဲ့မြန်မာလုံးကြီးကတော့ကျောင်းမလို့တောင်မဝတ်တဲ့ကော။တတင်းချုပ်ကျောင်းမီလုံးအင်တန်ရောက်နေဟန်တူပါတယ်။ဟဲ့အောင်မနေ့ကမန္တလေးတင်းကြီးငါးနှမကိုကြည့်ပဲတစ်ချိန်လုံးကြည့်နေ။ငါအိမ်မောကနေမြင်နေအရှက်မရှိတဲ့ကော။သူကပြောင်းလာပြီးရန်လို့တော့အကျုပ်ကဘဲခံမလဲ။ဘာလို့ရှက်ရောက်မှလဲ။ ကိုသဘောကျရင်ကိုမျက်စိနဲ့ကိုကြည့်ချင်းကြည့်ပါပေါ့ကဲကြည့်အောင်ကျောက်ကောင်မရှောင်လိုက်ရင်မျက်လုံးတက်တယ်ချုံမိမှာရှောင်လိုက်လို့နည်းနည်းလွဲပြီးမျက်ခုံကွဲသွားတယ်ကြုံပြန်ချိုးပေမဲ့သူ့ကိုတစ်ချက်မှမထီဘူးသူထိုးတာကကျောက်မျက်နှာကိုချပြီးနှကန်ပေါက်သွားတယ်တရားချက်တော့ကျောက်နှစ်ထင်းကိုချုံမိပြီးခေါင်းတွေမူးနောက်သွားတယ်အဲဒီချိန်မှာလူတွေဝိုင်းမိဆွဲကြလို့ကျောက်သက်သာသွားတယ် ဟုတ်ရင်တော်တော်ခင်ရမှာနောက်သိရတာကဒီကောင်ကသူတို့ဘိုးเจ้าမှာလက်ဝေတင်ပြီးလို့အငယ်တန်းနဲ့အလတ်ထမ်းမှာစုရထားတဲ့ကောင်အဲ့ဒီနေ့ကအကြီးတန်းပြိုင်မှု လေ့ကျင့်နေရကျုံမိပါတွေကတိတ်ဆိတ်ဆိုတော့လေဝင်ကိုသွားပြီးတိုင်ချတောချလှုပ်သေးတယ်လေဝင်ကြီးကလူကြီးဆိုတော့ဒီရာပြေเจ้าကြောင်းမှန်လိတ်တာနေပဲဒီချားရတာပေါ့ဂျာပြီးမဲ့မခင်အေးနဲ့ကျုံနဲ့ဆက်သွေးရေကတော့ လုံးဝအလံဝေးသွားရတယ်။မြကုံကွဲတာချက်ပို့နိုင်။ကျုပ်ရင်ထဲမှာတော့မခင်အင်းကိုဘယ်တော့မှမမေ့ပါဘူး။မခင်အင်းရဲ့ဇထဖွားဖွားကြီးနဲ့မျက်လုံးလှလှလေးတွေကိုလည်းကျက်နှလုံးသားထဲမှာအမျက်ကျွန်ုံသိမ်းချလျက်ပါပဲ။မြစ်သားခိုင်မာလို့သာတက်စာမပြတ်ရင်အခွင့်လန်းဆိုတာပေါ်လာနိုင်နေဆိုတာကြုံယုံနေကြုံစဲရန်အောင်ပြီးလို့မန္တလေးတက္ကသိုလ်စက်တမမန့်ခင်အင်းနဲ့ပြန်ဆောင်ရတယ် ခြားပေမဲ့စတောင်းနဲ့မဟုတ်တော့ဘူးပြီးစတုံလှက်လာလေးနဲ့သူ့အကိုချီကီကတော့ကျုံနဲ့တစ်နှစ်တည်းအောင်မိမဲ့မန္တလေးတက်ကုန်မှာဆက်မတက်ဘူးသူ့ဝမ်းခွဲအကိုရင်းနဲ့အကျုံရန်ကုန်တက်ကုန်မှာတက်တယ်မန်ခင်အင်းရဲ့ကျောင်းကတော့အစကလေးကမျိုးလုံးများကတဆင်မျိုးလုံးသားချင်းနားနဲ့ကြားပြီးတော့မဟုတ်မန္တလေးတက်ကုန်မှာပြန်ဆုံပြီမကြာခင်မှာချစ်တော်ရေးဖြစ်သွားကြတယ်ကျောင်းတို့နှစ်ယောက်စလုံး ပျော်လဲရကြည်နူးလဲရတာမုံမမြင်လေမမြင်တရားဟုတ်တရားလဲချစ်လဲချရတာဒါပေမဲ့စောတိုနှစ်ယောက်စလုံးအတမ်းမမှန်တက်ပြီးစာမမှန်တက်ပါတယ်အဲ့ဒီစီကံဝင်တော့မခင်အေးကသူ့ကိုသူချိန်တယ်လို့ပဲကျုပ်ကိုလည်းချိန်မိတယ်ကျုပ်ကအရင်ပွဲရပြီးတက္ကလုံမှာဆရာဖြစ်တယ်မခင်အေးနောက်ဆုံးနှစ်မှာ သူ့အကိုတီကီရဲ့ပယောဂါဆောင်မခင်အေးကိုခရိုင်ဝင်း တယောက်နဲ့ပေးစားဖို့စီစဉ်ကြတယ်။အဲ့ဒီလူကတီကီရဲ့တငယ်ချင်းတီကီလိုပဲပိုယူ။အော်တီကီကျုပ်ကိုတော်တော်ဒုက္ခပေးတယ်လူ။အခုမရှိတော့ပါဘူး။နိုင်ငံသားကိုအထင်ကြီးလုံလုံဖွဲရပြီးနိုင်ငံသားမှာသွားအလွတ်လုံရင် နိုင်ငံသားသူနဲ့အိမ်အောင်ကြ။အသက်ကြီးတော့ဇနီးကလည်းမရှိ။ဒါသမီးတွေကလည်းမြမလိုမဆက်ဆံ။ဘိုးလိုဆက်ဆံကြတာမို့နေမကောင်းတဲ့အခါအနာမှနေပြီး မြတ်တာနဲ့ပြုစုကြတာတရားမှမရှိဘူးစေယုံမှာပဲအထေးကျန်ဘဝနဲ့ဆက်သိမ်းသွားရတယ်လို့အခုတော့သူ့အတော်စိတ်မကောင်းပါဘူးခြာပြီမဲဟိုတုန်းကတော့ကျုပ်ကိုမက်ခင်အင်းနဲ့မကွဲကွဲအောင်ခွဲတယ်လို့သူ့နမကိုကျုပ်နဲ့ပြန်တွေ့မှဆိုလို့တက္ကရိုလ်တောင်ပြန်မလုပ်ခဲ့ဘူးသူကြောင့်ကျုပ်မှာယူမထခံစားခဲ့ရတယ်နောက်ဆုံးမှာမက်ခင်အင်းက အမျိုးမျိုးကြောင်းမှန်လို့ဆောင်းမပွဲဖြည့်ခွင့်ပေးကြတယ်။ကြားတော့အဆောက်အချက်တင်နေ။ဒီကြတဲ့ကျုပ်တို့နှစ်ယောက်ရောက်အောင်လက်ထွက်ပြီးရုံချက်လက်မှတ်ထိုးလိုက်ကြတယ်။မှတ်ကြရော။ကျုပ်စက်ကြောင်းပြန်လို့ကောင်းနေတော့မှာပဲ။ကိုထွေးလို့အဖွဲတီးလို့ကလို့ပြီးတာနဲ့ပဲကျုံကြီးတွေကလက်ခုပ်အော်ပါပေးကြတာနဲ့ကျုံလေးအတွေးကလက်နိုးသွားတယ်။ကိုထွေးတီးဝိုင်းအဖွဲကထွက်လာပြီးသူ့အဖွာရှိမှရက်လိုက်တယ်။ ကျွန်တော်ကိုရေလေးတစ်ခွက်လောက်ပေးပါခမညာအဒီပေါင်းနဲ့နောက်ရင် သူ့စိတ်ကို ထိန်ချုပ်လို့မရဘူးချင်မိုင်းမျက်နှာကြီးပြုံးဖြစ်ဖြစ်ဖြစ်လာတယ်ဟဲဒီကောင်လေးသူ့အဖွားကကိုထွေးလက်ကိုရိုင်းလိုက်ချနဲ့ကျုပ်သားသမီးသမတ်ချွေးမအားလုံးရေချရင်ကျုပ်တို့ဇလန်းကိုသူတို့အားလုံးသိနေကြရဲ့လေဒါကြောင့်ရေကြီးကိုထွေးကဒီဇလန်းကိုပြန်ပြီးနောက်လိုက်ချကိုသူတို့အားလုံးရေချတာပေါ့ကျုပ်က ရောရောင်ပြုံးရင်မခင်အင်းကိုလှမ်းကြည့်တယ်။စတောင်ကြီးဖွားဖွားနေရာမှာအဖြူရောဆွနေပြီဖြစ်တဲ့စပေးများ။ဒါပေမဲ့ကျုပ်စနီးရဲ့မျက်လုံးတွေကတော့ကျုံမျက်စိထဲမှာလှနေစေ။လေနေတခွာသာချီမှာသမီးတမန်မြင်းမြစ်တို့ကိုချစ်တဲ့မြစ်သားများနဲ့အယောင်တောင့်နေစေ။လေတွင်သာဆော့ချင်းဇလန်းလေးနဲ့ပြီးဆုံးပါမယ်ချင်းနောက်ဆုံးအထိ ခံစားနာဆင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။ရတာစာပေများကိုနားထောင်ခြင်းနဲ့ဆိုရင်ဖြင့်ဒီ channel လေးကို like and subscribe လုပ်သွားကြမှုမမိနိုင်အောင်နော်။